အလှပွဲကြီးဝိုင်းလှုပ်ချင်လိုက်တာဗျာဒါပေမဲ့တမင်းကမစားသေးလို့ဗိုက်စားလို့ဝိုင်းတော့ဝေယဝိစာတွေလှုပ်ချင်ပါတယ်ဒါပေမဲ့ဗိုက်ကစားနေသေးတယ်ဆိုအဟုတ်ချင်ပြီသူတမင်းကြွေးကြတမင်းစားပြီးတဲ့အခါအာလှုပ်ရှားရှိတယ်ဒီအများကြီးကျုပ်လှုပ်ချင်တယ်ဗျာဒါပေမဲ့ဗိုက်ကလေးနေတယ်ခုအဲ့တော့တမင်းစားတော့ကလည်းစားလို့လို့အကြောင်းပြတမင်းစားပြီးပြန်တော့လည်းဗိုက်လေးလို့လို့အကြောင်းပြတယ် အဲ့မလောက်တာတူတူပဲလေအဲ့ဒါအချိန်ဆွဲခြင်းအပြင်းထူခြင်းပဲဖြစ်တယ်လောကမှာနေတဲ့ပုဂ္ဂိုလ်တွေဟာအချိန်ဆွဲခြင်းအပြင်းထူခြင်းဖြင့်ကြီးပေါ်တုတ်တက်မှုမရနိုင်ဘူးတဲ့ဒါကြောင့်မို့ပြင်းရခြင်းအပြင်းထူခြင်းအချိန်ဆွဲခြင်းဆိုတဲ့အကျင့်ဆုံးစိတ်နေသဘောထားလေးကိုပြင်ပြီးတော့ ဘာလုံးလုံးနောက်မဆုတ်ပဲတက်တက်ကြွကြွချိုးစားအထုံးဝဲဆိုတဲ့လုံလဝိရိယစိတ်နေသဘောထားကိုပြင်မှာအဲ့ဒါဆိုရင်ခံကောင်းလာပါလိမ့်မယ်